အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းဆက်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံလိုခိုင်းကြတော့ W ကားတွေကဘသူခွင့်ပြုချက်နဲ့မြန်မာပြည်ထဲရောက်လာတယ်ဆိုတာကို MNDA ရေးပေါ်ပြောတာရုပ်သံမျိုးခိုင်းလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာ MNDA ရေးပေါ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဥတော်ကားတွေဖန်းလာအရင်ကောင်းတယ်နော်ကောင်းနေစင်အခုဒီမင်းတို့ဝန်နှန်းနေဝန်ကြီးရေရဆာစီးနေတဲ့ကားတွေဒီလိုင်စင်နဲ့လာဝတ်တောင်းနေလာခွင့်လို့စဉ်းစားဟုတ်ပြီလိုင်စင်နဲ့လို့ပြောမစင်ပြောပါမင်းတို့မင်းတို့လိုင်စင်နဲ့လို့မင်းတို့ပြောလို့ရတယ်နော်ငါငါလက်ခံလိုက်မယ်ဟုတ်ပြီအဲ့တော့အဲ့ကားကိုမင်းတို့ဘယ်စီးပွားရေတွေလုပ်နေမင်းတို့ဝယ်ရတာလဲဟင်မင်းတို့လာစားဝန်ကြီးဟိုဘောနော်ဝန်ကြီးတယောက်ရဲ့လာစားဆယ်တင်း မဲ့ဆယ်သိန်းနဲ့ငါးတောင်းမရှိမင်းတို့စီးထားတဲ့ကားတွေကတိန့်ထောင်ချီတန်ကားတွေဟမ်အဲ့တော့မင်းတို့ကားတွေကလိုင်စင်နဲ့ဆိုရင်မင်းတို့စဉ်းစားရှိမင်းတို့လဆာနဲ့မင်းတို့တက်တက်လုံးရေးရင်ပြောလာဖင်ခံရင်တော့မှမင်းတို့အဲ့ဒီလအဲ့ငွေမရအောင်မင်းတို့အဲ့ကားစီးမင်းတို့မဝင်နိုင်ဘူးလူလူတွေမရှိမရှိမင်းနဲ့ဝယ်ထားတဲ့ကားလေးတွေမင်းတို့မလှုပ်ကြပါနဲ့မင်းတို့အဲ့လိုလှုပ်မဆိုမင်းတို့ကိုယ်တိုင်နေရောအေးကြပါမင်းတို့စီးထားတဲ့ကားတွေတည်ဝင်ဝယ်ထားကားလား နိုင်စင်းနေလားဖြီးကြီးစမ်းပါမင်းတို့မှအဲ့လိုအတွေးခေါ်အမြုံမြင့်စီမျိုးမရှိကြဘူးစင်ငါတို့ကြီးစံနေလဲဘယ်တော့မှမျက်စိမပေါဘူးကြီးစံမှမျက်စိမပေါဘူးကျူတင်ပြောလိုက်ပြီဒီနေ့ငါရှမ်းတောင်ဆင်းမယ်ရှမ်းတောင်မှာလုံနေကြတဲ့ဖမ်းနေကြတဲ့ခွေးမျိုးတွေဒီမှာငါရှမ်းတောင်ပေါ်မှာရောက်လာတယ်မင်းတို့ကားမှာလိုက်စင်းပေါ့နံပါတ်လည်းမပေါဘူးဟိုမော်တော်ဘေကတယောက်စင်အောက်ထုတ်ကမပေါဘူးပက်မှန်လည်းမပေါဘူး လက်တစ်ဖက်လို့ဖုန်းကပြောနေသေးတယ်။နံပါတ်ပြန်မပေါ။နောက်မိမှာ။အဲ့ဒီပုံလေးနဲ့ငါအတိကျလာမယ်နော်။ဒီနေ့ကရှာတော့အဆင်မယ်။မင်းတို့လောက်ရတယ်မင်းစဉ်းစားမယ်။မင်းတို့အဆင်မပြောနဲ့။မင်းတို့ဝန်ကြီးချုပ်ဒီကိုယ်တိုင်ကရောရှိတယ်လား။မင်းတို့စီနီယာကလိုင်စင်ရှိလား။လိုင်စင်ရှိဆိုအဲ့လိုင်အဲ့ကောင်မင်းတို့ဖေးစီခွိုင်းနဲ့မင်းတို့ဝယ်တာ။ဟင်။မင်းတို့ဗာစီခွိုင်းရှိလို့မင်းတို့ဝယ်တာလေအဲ့ဒီကောင်။မင်းစီပွားရေးမရှိဘူးလေမင်းဝင်နေတာဒီငွေကမင်းခိုးလို့ပဲ လိုင်စင်အမှန်ကန်တဲ့မင်းတို့စီးနေဆိုရင်အဲ့ငွေရမင်းတို့ခိုးလို့ပဲမင်းတို့တလဆယ်ရင်းကျော်ပဲရနော်နိုင်ငံတော်အစည်းကဲတော့မှသိန်း၅၀ပဲရဟုတ်ပြီလားမင်းတို့စီးထားကားထောင်စီတန်းအဲဟုတ်တယ်ထောင်စီတန်းကားထောင်စီတောင်ပိုင်းကားတွေနော်မင်းတို့လာစားဆယ်ရင်းကျော်လဲဘယ်လိုလုပ်ပြီးဝင်နိုင်မှာလဲမင်းတို့ကားလိုင်စင်ရှိရဆိုရင်အဲ့ငွေမင်းတို့ခိုးလို့ပဲမင်းတို့ကားလိုင်စင်မရှိဆိုမင်းတို့ကားဟောအရင်ဖမ်း မင်းတို့စီလို့လူလူစီတာမင်းတို့ဝတ်တော့တုံးလို့လူလူဝတ်တော့တုံးတာရှင်းလားအေးအဲ့အတွေးအမြင်မရှိကြဘူးဆိုမင်းတို့မျက်စိကန်းနေမင်းတို့မျက်စိကန်းနေတယ်လို့ငါတို့ရဲ့ကြည်စံနေလဲကန်းမယ်နော်ဒီနေ့ငါ long way တဲ့အတွင်းမှာငါဆင်းလာတယ်နော်ငါရှမ်းတော့ငါဆင်းလာတယ်စဉ်းစားပါစဉ်းစားကြည့်ကြပါလူလူကိုထမ်းမနှိမ့်စနဲ့လူလူနှိမ့်စနော်ငါကြည်ရလား long way you like ဟိုဘယ်မှာ မျက်စိဒီ drink ကလူတုကိုပြန်တက်တဲ့အစိုးရဆိုလို့မြန်မာနိုင်ငံတနိုင်ငံမရှိရင်နော်အခုကြားရတဲ့နေရာစိတ်တော်မကောင်းဘူးနော်ဒီဝတ်တောက်ကားတွေဖမ်းတဲ့ကိစ္စဟာဘာလို့ဆိုတော့ဝတ်တောက်ကားတွေဘာကြောင့်ဝင်လာတယ်လဲဝတ်တောက်ကားတွေအားလုံးကမိုးရတယ်ဘယ်လိုလဲသူတို့မကြလာဘူးနော်နောက်မျက်ပင်တွေပေါက်တယ်ဘယ်လိုလဲမြည်ရင်မထွက်မလာဘူးထပ်ပေါက်ဝင်ပေါက်ဆိုတာလဲတလမ်းမရှိဘူးအဲ့မှာလည်းကံကြမ်းတာတွေရှိတယ်လဘကတွေရှိတယ် ဘာကြောင့်ကားတွေသွင်းပေးခဲ့ကြလဲဆိုရင်ဟင်ကွက်တောက်တွေဘာကြောင့်သွင်းပေးခဲ့လဲနောက်ပြီးတော့ဒီ SSC တွေဘာကြောင့်သွင်းပေးခဲ့ကြလဲအဲ့တော့ရှင်းရှင်းလေးပြောရရင်ရရင်တော့ခွင့်လပါကျွန်တော်မအီလို့စစ်ဆိုရတယ်ဘယ်မှာပြောချင်လဲမင်းတို့တွေလှုပ်ခဲလို့ဒီလိုဖြစ်တာအခုမင်းတို့ပြန်ဖမ်းတယ်ဒီတဲ့ခါကျတော့ဟိုတချို့လူလူတွေမှာစား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 တောက်စားမရှိဘူးဒီကားလေးနဲ့ဈေးရောက်ဖို့ဒီဆန်ကယ်လေးနဲ့ဈေးရောက်ဖို့ဆိုမှသူတို့အဲ့လိုအသွင်းမျိုးလေးနဲ့သူဝယ်ထားရရှိတယ်မရှိမရှိမလေးချစ်ချင်မဝယ်ထားရပါရှိတယ်ဒါလေးမင်းတို့ဖမ်းတယ်ဆိုတော့ ျွန်တော်ကြည့်အဲ့လိုမဖြစ်အဲ့လိုလှုပ်မယ်ဆိုရင်မင်းအစားတယ်ဒီဘွက်တော်ကားလည်းမင်းတို့မတွင်းနဲ့လေကွာမတွင်းခိုင်းနဲ့လေကွာအဲ့တော့ကာညာနာလဘကလည်းလီးဖြစ်တော့တွင်းခဲ့ကြလားအဲ့ဟာလေဟမ်တရားဆက်ပြောစင်တယ်မင်းတို့ကဒီလိုမလှုပ်ပေးခဲ့ဘူးဆိုလို့ရှိရင်ငါတို့ကမှဒီကမှဘာတစ်ခုမှလည်းဘွက်တော်ဆိုတာရှိမှာမဟုတ်ဘူးအဖစီလည်းရှိမှာမဟုတ်ဘူးအခုဒီလိုမျိုးမျက်မှောက်ဆောက်လဲရင်းပြန်လဘကမှအီလိုးလေးတွေကသိန်း၃၀လောက်ပေးလိုက်ရင် တပ်ပေါ်နေကလှုပ်ပေးပြီးသွားပြီဘာလူမျိုးဖြစ်နေဖြစ်နေဟုတ်လားအဲ့ဒါပဲလောက်ဝကဆိုဘယ်အဖွဲ့စည်းလဲဘယ်သူအဖွဲ့စည်းလဲဘယ်သူဖွဲ့စည်းတာလဲဟာလဲအဲ့တော့အခုနေစီမဟုတ်တရုတ်လူမျိုးလိုက်ခန်းတာလို့ကာလာလူမျိုးလိုက်ခန်းတာလို့ဝတ်တော်ကားလိုက်ခန်းတာလို့တော့မလှုပ်နေတော့မင်းတို့အစမကောင်းငယ်လို့အနောက်မှာမပေးချတာမင်းတို့အစကောင်းနေတယ်ဆိုရင်ဘုတော်လိုင်းဆိုလည်းပေါ်တော့မဟုတ်ဘူးဘာမှပြင်းမတရုတ်လူမျိုးရရှိမှာမဟုတ်ကာလာလူမျိုးရရှိမှာမဟုတ်အဲ့ဒါအခုစက်မှဒီဝတ်တော်ကားရအစလိုက်စင်လိုက် သိမ့်နေလိုက်ဘယ်လိုလဲ license license နေဖမ်းတယ်မင်းဘာလို့ဝင်ခိုင်းနေတယ်အဲ့ကားတွေဟင်မင်းပတ်စံရလို့ဝင်ခိုင်းနေတာလေအခုလူလူတွေအသုံးပြုပြီးဆွဲခါကြတော့ပိတ်တုံခန်းနေတယ်အဲ့ကြောင့်မအီလို့စစ်တုံစီကဘယ်လိုပြောမလဲကုတ်ပြီးခွင်းကလူကိုပြန်တက်နေတဲ့နိုင်ငံမြန်မာနိုင်ငံမှာရှိတယ်ခွင်းမျိုးစစ်တုံစီလက်ထက်မှာကုတ်လူမျိုးကိုပြန်တက်နေတယ်ဟုတ်ပြီလား အဲ့တော့မှန်မှန်မှန်ဆိုစဉ်းစားကြည့်ဒီဘက်တော့ကားတွေကိုဘသူမှလည်းအဲ့ဆောင်နေချိန်မှာမြန်မာနိုင်ငံကသူကြီးလို့မရအောင်မင်းတို့လည်းအများကြီးစောင့်ကြံတယ်မင်းတို့ဂိတ်တွေကတုံးပြီးတခိတ်အဲ့ဂိတ်တွေဘာကြောင့်ကြိုးမဝင်လာနိုင်ရတာလဲစဉ်းစားလိုက်အခုအထက်ပါရောက်ပြီဆိုတော့မင်းတို့ဖမ်းနေရတယ်ဟုတ်လားမြန်မာပြည်လူထုကိုပြန်တက်တဲ့စစ်အစိုးရတက်တက်ဒါပဲမြန်မာပြည်လူထုကိုပြန်တက်တာဆစ်ဆိုးရတယ်